အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုဆိုးစပေါ် channel ကကြိုးစိုးပါတယ်ချင်းကြီးပေါ်ရေနော်ဒီနေ့မှာကပပလာခြေစပွဲတွေရှစ်ပွဲရှိပါတယ်အဲရှစ်ပွဲတွေကမှကျွန်တော်အကောင်းဆုံး၃သင်းရွေးချယ်ပေးသွားပါမယ်ချင်းကြီးကိုရေနော်မနေ့ကတော့ကျွန်တော်ရဲ့ TikTok မှာတင်ပေးထားပါတယ်၃ပွဲစလုံးစင်ပြေကြမယ်လို့ထင်ပါတယ်အဲနန္တာလာ U19 ရယ် Ukraine U19 ရယ် ရုရှားအောက်ပြည်ရဲ့၃ဘွဲလုံးပေးခဲ့တယ်၃ဘွဲလုံးအဆင်ပြေကြမယ်လို့ထင်တယ်ချင်းညီကိုတွေเนาะကျွန်တော်ရဲ့ TikTok မှာတင်ပေးထားပါတယ် YouTube မှာလည်းတင်ပေးသွားပါမယ်ဗျချင်းညီကိုတွေเนาะဒီနေ့ကျွန်တော်ဒီကဘာဗလာခြေစပွဲတွေအား၈ဘွဲမှာကျွန်တော်၃သင်းအကောင်းဆုံး၃သင်းရွေးချယ်ပေးသွားပါမယ်ချင်းညီเนาะတုံးနေရတော့ကျွန်တော်တို့စာအုပ်စုံဒီအန်ဒိုဟာနဲ့အမ်ဘီနီးယားပွဲလေးကြည့်လိုက်အောင်ချင်းညီကိုညီနော် တော့ဒီအန်ဒူအန်နဲ့အမ်ဘီအမ်ဘီနီယာပွဲလေးကိုကြည့်မယ်ဆိုရင်ကျော်ဒီဇရာအောင်ဆုံးကအိမ်ဖေးဒီအန်ဒူဟာအုစုအိမ်ကွင်း၃ပွဲစလုံးကိုရှုံးထားပါတယ်ချင်းချင်းကိုနော်၃ပွဲစလုံး၃ပွဲစလုံးရှုံးထားရဲဆိုတော့အုစုဒုတိယနေရာကိုစာဘီယာနဲ့အပြိုင်လူရမယ်ပြိုင်လူရမယ်အမ်ဘီနီယာအတွက်ကတော့ဒီပွဲမဖြစ်မနေနိုင်ကိုနိုင်ရမယ်ပွဲပါပဲချင်းချင်းကိုဒီနော်ဘလို့ပဲဖြစ်ဖြစ်နိုင်ကိုနိုင်ကံမရမယ်ပွဲဒီပွဲကနော် အမ်ဘီနီးယားဒီ2021 2021နောက်ပိုင်းမှာဆိုလဲအန်ဒူရာနဲ့ကမ္ဘာပလာခြေစွဲတွေ့ဆုံမှုသုံးချိန်စလုံးမှာဆိုရင်လဲပေကိုမဲနဲ့နိုင်ထားပါတယ်เนาะလိုပဲပဲပဲဒီအမ်ဘီအမ်ဘီနီးယားက2 plus 65ပောက်တဲ့အမ်ဘီနီးယားကိုပဲအနေအနေဆုံးကျွန်တော်နှစ်ကိုကတော့ဂျီမန်ထားပါတယ်เนาะချင်းကြီးကိုတွေเนาะလိုပဲပဲပဲအမ်ဘီနီးယားကိုရွေးချယ်ကြပါတယ်ချင်းကြီးကိုတွေเนาะဟုတ်ကဲ့ တော့ဒီနောက်ဆုံးဒုတိယပွဲလေးသွားလိုက်အောင်ဒုတိယပွဲကတော့ဟာလန်တို့ပေါ့ဟာလန်တို့ကတော့ဒီပွဲလေးဂိုးတွေဆက်မြူမယ်လို့ထင်တယ်ဗျာနော်မန်စီးတီးမှာဆိုရင်လည်းတလန်ပဲလန်းနေဟာလန်ပဲပေါ့နော်ဒီနေ့လည်းလန်းကြမယ်ဗျာချင်းညီကိုရေနော်အော်နော်ဝေးနဲ့အက်စတိုနီးယားပွဲလေးကြည့်လိုက်အောင်နော်ဒီအုပ်စုတွင်အဓိကပြန်ပဲအီတလီနဲ့ပေါ့နော်အီတလီပေါ်ဂိုးကွာချာချက်အများကြီး ဖြစ်လာတာကြောင့်နော်ဝေးကဒီပွဲနိုင်တာ ਨੇ ဘယ်လိုပဲဖြစ်ဖြစ်ခြေစပွဲအောင်သွားမှာပါနော်နော်ဝေးကဘယ်လိုပဲဖြစ်ဖြစ်ခြေစပွဲအောင်သွားမှာပါနော်ဂျင်ဂျီကိုအုပ်စုတွင်အင်ဝင်သုံးပွဲမှာဆိုရင်လည်းနော်ဝေးကစုစုပေါင်း19ကိုးတောင်ရထားတယ်နော်ဂျင်ဂျီကိုဘယ်လိုပဲဖြစ်19ကိုးတောင်ရရထားတာပေါ့နော်နော်ဝေးကအင်ဖြစ်ဒီအက်စတိုးနီးယားကတော့အုပ်စုတွင်မှာအုပ်စုအတွင်းဒီသုံးပွဲမှာဆိုရင်လည်းစုစုပေါင်း9ကိုးပေးထားတာပေါ့နော်ဒီနော်ဝေ လေလုံး plus 5ပေါက်တဲ့ဒီပွဲဟာ ဟာလန်တို့ရဲ့သူငိုးတွေနဲ့ခြေတွက်လို့ရည်တွေ့ရလိမ့်မယ်ပေါ့နော်ဒီဘွဲဟာသွန်းကိုတွေများဖို့ရှိပါတယ်နော်နော်ဝေးကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ချင်းကြီးကိုတွေနော်ဒုတိယဘွဲပေါ့နော်အခုကတတိယဘွဲလေးအာမီနီးယားနဲ့ကျွန်တော်ဟန်ဂေရီဘွဲလေးကြည့်လိုက်အောင်နော်အာမီနီးယားနဲ့ဟန်ဂေရီဘွဲကြည့်မယ်ဆိုရင်လေဒီအုပ်စုတွင်၄ဘွဲမှာဆိုရင်လေသွန်းကိုရှုံးကြောင့်ဇေယအောက်ခြေအာမီနီးယားဟာ ဘလိုပဲဖြစ်ဖြစ်ပြုတ်လူဆဲဆဲဖြစ်နေပါပြီเนาะဒီအာမေးနီးယားကနောက်ဆုံးအင်ကွင်းအင်ကွင်း၅ဘွဲ့မှဆိုရင်လေ၄ဘွဲ့ရှုံးထားပါတယ်ဒီဘွဲ့နိုင်တာနဲ့ပလေယောဂံကွင်းရမယ်အုပ်စုဒုတိယနေရာကိုတေချာမဲ့ဟန်ဂေရီကတော့အဲဟန်ဂေရီကတော့အုပ်စုတင်၄ဘွဲ့စလုံးမှာနှစ်ကိုးစီတွန်းနိုင်ခဲ့တာပေါ့เนาะဘလိုပဲဖြစ်ဖြစ်ဒီလို1မိုင်း30ပေါက်တဲ့ဟန်ဂေရီကိုကျွန်တော်တို့နှစ်ကိုးပြတ်မပြတ်ကိုပဲကျွန်တော်တို့ကြည့်ကျင်နေချင်းကြီးကိုရေเนาะ ဘလိုပဲဖြစ်ဖြစ်ကျွန်တော်ဟန်ကီယူပဲရွေးချယ်ခြင်းပါတယ်ဆောပိုင်းမှာလည်းကျွန်တော်တစ်တော့မှာဆိုရင်လည်းတင်ပေးထားပါတယ်နော် YouTube မှာလည်းတင်ပေးထားပါတယ်ချင်းကြီးကိုနော်အဲဒီ၃နင်းပေါ့ကျွန်တော်ဒီအကောင်းဆုံး၃နင်းကိုပဲရွေးချယ်ပေးရအောင်မှာဒီတော့မနေ့ဖန်ဆိုရင်လည်းပြန်လည်းရွေးအကောင်းဆုံးပွဲတွေလည်းကျွန်တော်ရွေးချယ်ပေးသွားပါမယ်ချင်းကြီးကိုနော်ကျွန်တော်ရဲ့တစ်တော့မှာတစ်တော့လေးကိုလည်းအပေါင်းလေးနဲ့တယ်လီဘေးဖို့ဖေကော်ပေးရစေချင်းကြီးကိုနော်ဆောပွဲရေဆိုလည်းကျွန်တော်တစ်တော့မှာ စောကြီးတင်ပေးထားပါတယ်เนาะမနေ့ဖန်ပွဲလေးဆိုရင်လည်းကျွန်တော် TikTok မှာစောကြီးတင်ပေးထားပါမယ်ချင်းကြီးကိုเนาะအားလုံးကြမ်းမှချမ်းသာကြပါစေလို့ဆုမွန်တော်တောင်းပေးလိုက်ပါတယ်ချင်းကြီးကိုเนาะ